ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျချန်ပီယံလိပွဲတွေတဲကဒါပွဲကောင်းတို့ပွဲလို့ဒါယူဆလို့ရတဲ့ဘာစီလိုနာနဲ့ PSG အတင်းတို့ရဲ့ပွဲစဉ်တွေကိုဒါတုံးသက်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ဒါကျွန်တော်နဲ့တူကိုစိုးဝင်းစော်ရဲ့နောက်ထပ်ဒါစီတူရဲ့နေပေါ်မှာပေါဝင်တုံးသက်တင်ဆက်ပေးတော့မှာဖြစ် ပါတယ်ခင်ဗျာကိုစိုးရောစီတူရောမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုမင်္ဂလာပါ PSG နဲ့အဲဘာစီလိုနာနဲ့ PSG ပေါ့လေလောလောဆယ်နူကန်ခွင်းကတော့မပြီးသေးတဲ့အတွက်အိုလံပစ်ကွင်းမှာပဲဆက်ပြီးတော့ဒါကစားအောင်မှာပေါ့နော်အဲဒီပွဲကဒါဒီနေ့တင်းကလည်းချန်ပီယံလိမှာဆိုရင်ဒါတောက်လျှောက်တွင်းနေတဲ့အသင်းတွေပါပဲဒါယင်းနီပီတာအသင်းတွေပေါ့လေ2024ခုနှစ်ကသူတို့ဒါနောက်ဆုံးတွေ့ဆုံခဲ့တယ်အဲ့ပွဲမှာတော့ PSG ကဒါကူးပြတ်နိုင်ခဲ့ပေါ့နော်အရူဂျိုအနီကပ်ပြတ်ခံလိုက်ရတာလည်းပါတယ်အဲအသင်းရဲ့အခြေအနေကတော့ဒါဘယ်လိုပြောမလဲအဲ့တော့အရူဂျိုအနီကပ်ထိခံလိုက်ရတဲ့ အခြေအနေကြောင့်ဘာစီလိုနာလည်းတော်တော်လေးရိုင်သွားလဲပါတာပေါ့လေလက်ရှိအခြေအနေမှာတော့နှစ်သင်းလုံးမှာဒါစိတ်ဝင်စားစရာအများကြီးရှိပါတယ်ကွင်းလေဘက်တယ်ပြိုင်ဆိုင်မှုတွေတိုက်စစ်ပြိုင်ဆိုင်မှုတွေဒီခန်းစစ်ပိုင်းနဲ့ပတ်သက်လာရင်လည်းဒါပြောစရာကြီးလည်းဒါရှိမှတင်ပါတယ်အရင်ဆုံးကုဆိုးကြီးအနေနဲ့ဒီဘွယ်လေးနဲ့ပတ်သက်ပြီးတော့မှဒါကုဆိုးရဲ့အမြင်လေးကိုစပြီးမျှဝေပေးပါဦးဗျဟုတ်ကဲ့ဒီနှစ်သင်းတွေ့တိုင်းတော်တော်လေးအကျိတ်နဲ့ရှိပြီးတော့အပြန်အလှန်ဂိုးတွေမြန်မြန်ဆန်ဆန်မြင်ရလိမ့်ရှိတဲ့ဘက်တယ်ပေါ့နော်ဒီနှစ်သင်းတွေ့ရင်အမြဲတမ်းပွဲတိုင်းကအဲ့လိုပုံစံမျိုးတွေတွားတာကျွန်တော်တို့မြင်ရတယ်ဒီနောက်ပိုင်း တွေ့တိုင်းလည်းကျွန်တော်တို့ဒါနှစ်သင်းချာမှာအများကြီးစန်ဂျီနီဂိုးတွေနဲ့ကျွန်တော်တို့ဒါကန်နောင်းမှာပြန်ပြီးတော့ဘာစီလိုနာပြန်လာနိုင်ခဲ့တဲ့ပွဲလည်းရှိခဲ့ဘူးလေဗောနော်အဲ့တော့ငါဆိုအေးဝေးပွဲမှာ4-0နဲ့ရှုံးပြီးအေးပွဲမှာ6-1နဲ့ပြန်နိုင်တာဒီလိုဂန်ဒဝင်မြောက်ပွဲတွေအမြဲတမ်းမြင်ရတယ်ပြီးတော့နှစ်သင်းလုံးရဲ့ကစားဟန်ကလည်းတော်တော်လေးကိုကောင်းတယ်လက်ရှိဥရောပရဲ့အကောင်ဆုံးပြီးခဲ့တဲ့နှစ်ကဒါဥရောပရဲ့ချန်ပီယံဖလားဆောင်သိမ်းထားတဲ့အသင်းနဲ့ဘာစီလိုနာမနှစ်ကဒါဥရောပအဆင့်မှာမအောင်မြင်ခဲ့ပေမဲ့ဒါ semi final တိရောက်ခဲ့တယ်နောက်ဆုံးအချိန်ပူ အင်တာမီလန်ရဲ့အသေးခွဲခြင်းကိုခံလိုက်ရလို့တို့ကဘောလူပွဲနဲ့လွဲချော်ခဲ့တယ်။ဒါပေမဲ့တို့ရဲ့ပြီးခဲ့တဲ့နှစ်ကဖောင်မရရောလက်ရှိဒီနှစ်ရာသီသွားနေတဲ့ဖောင်မရရောအရန်ကိုကောင်းတယ်။ဘာစီလိုနာဆိုဒီတစ်ပတ်ဒါဆိုစီတက်ကိုနိုင်ပြီးတော့အမှတ်ပေးစရာထိတ်ဆုံးနေရရီယယ်မက်ဒရစ်ကိုကျော်ပြီးတော့ပြန်ရောက်လာတဲ့အသင်းတော်တော်လေးကိုကောင်းတယ်။ဒါပေမဲ့နှစ်သိန်းလုံးမှာဒီနေ့မှာသတိထားရမှာဒဏ်ရာပြဿနာတွေတော်တော်လေးများကြတယ်ပေါ့နော်။ဒီချက်ကတော့ဒီနေ့ပွဲစဉ်မှာတို့ရဲ့နှစ်သိန်းရဲ့အပြိုင်မှုဒါမှအဓိကစောင့်ကြည့်ရမယ့်အချက်ဖြစ်လာမှတင်တယ်။ ုတ်ကဲ့ပါဒီဒံပြဿနာနဲ့ပတ်သက်ပြီးတော့မှ CDU တစ်ချက်လောက်ဆက်ပြီးတုံ့တက်ပြပါဦးကြီး PSG ရဲ့ကွင်းလယ်အထိုင်ပေါ့နော်ပြီးခဲ့တဲ့ဒါပွဲမှာတော့သူပြည်တိလိပွဲမှာတော့အရန်လူစင်းတချို့တော့ဒါသုံးသွားတယ်အဲ့ဒီထဲမှာအထူးထည့်တာကွင်းလယ်ပိုင်းပေါ့ကွင်းလယ်ပိုင်းမှာတော့ Fabian Rus တို့ပြန်ပါမယ်ဆိုတော့ပါကောင်းပါလာနိုင်တယ်ဆိုပြီးတော့လည်းတရေထွက်တယ်ဒါပေမဲ့ကြက်ခိုက်မှုပိုင်းရောတေတော့မတိကြဘူး Rose ရော injury list ထဲမှာပဲ injury list ထဲမှာတော့ရှိနေသေးတယ်ပြည်စီရဲ့ဒဏ်ရအခြေအနေ အရာပေါ့နော်ဒါကစားကွက်အပြောင်းလဲလေးဖြစ်လာနိုင်တဲ့အခြေအနေကိုလည်းဒါစီတူသုံးသပ်ပြပါဦးညီဟုတ်ကဲ့ကောတန်ရာရအခြေအနေကတော်တော်လေးဆိုးနေတယ်မူလကလေးကတန်ရာရထားတာကတံပေလေးရဲ့ဒစားရတူတွေရဲ့ဒစားတူတွေနော်ဒီဟုတ်မခင်ယူစီမဲ့ပြီးတော့ဂျော်နေဗစ်ရှိမယ်ပေါ့နော်ဒီကစားသမားတွေကတေချာပေါက်လွဲမယ်လို့သိထားရတဲ့ကစားသမားတွေဖြစ်တယ်ပေါ့လေပြီးခဲ့တဲ့ရက်ပိုင်းကကစားခဲ့တဲ့အော်ဇင်းနဲ့ပွဲမှာ ပစာမနှစ်ယောက်တန်ရာထပ်တူရရှိခဲ့တယ်ပေါ့နော်အဲ့တော့ဖီတင်ညာကွဲကျင်မိနစ်30ကျော်နဲ့သူကွင်းထဲရထွက်ခွာခဲ့ရတယ်။တန်ရာအချိန်တွေတော့ဘယ်သူမှအတိအကျမသိဘူး။ဒါပေမဲ့သေချာတာက discomfort ဖြစ်ခဲ့တယ်။အဲ Louis Enrique ရဲ့ပြောကြချက်အရတော့သူတို့ risk မယူလို့တော့ပြောထားတယ်ပေါ့နော်။အဲ့တော့ဖီတင်ညာမှာတန်ရာပြဿနာအနည်းငယ်ရှိနေတယ်။ပြီးတော့ပထမပိုင်းပြီးတဲ့အချိန်မှာ chorus clear ကိုဟိုလူစားလဲခဲ့တယ်ပေါ့နော်။သူ့မှာလည်းတန်ရာပြဿနာရှိနေတယ်လို့သိရတယ်ပေါ့လေ။အဲ့အိတ်ကစားသမားတွေကတော့ပြန်ပါလာနိုင်ချေများတယ်ပေါ့နော်။အဝါရောင်အဆင့်လို့ ပြောရမယ်ခုနကကျွန်တော်ရှေ့မှာတင်ခဲ့တင်ပြခဲ့တဲ့၄ယောက်ကတော့အန်ဒီယောင်အဆင်ပေါ့တေချာပေါ့မပါတဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ PSG အနေနဲ့သူတို့ရဲ့ကွင်းလယ်ပိုင်းမှာအဲတိတာတင်ရှားတဲ့ဟိုရင်းရိုင်မှုဖြစ်နေတယ်လို့ပြောလို့ရတယ်ပြီးတော့တိုက်စစ်ပိုင်းမှာလည်း Cross Clear လာမပါဘူးဆိုရင်ဆိုရင်မကောင်းတယ်ပေါ့နော်အဲ့တော့သူတို့မှာဘယ်သူတွေရှိလဲဆိုတော့ဒါ Gonzalo Ramos ကိုသူသုံးနိုင်တယ်တောက်လျှောက်လည်းသုံးအောင်မြင်ရတယ်ပြီးတော့ Bradley Barcola ရှိမယ်ပေါ့နော်ပြီးတော့ Marseille နဲ့ပွဲတော့က Hakimi ကို တိုက်စစ်တက်သုံးသွားတာမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့အဲ့လို option လေးတွေတော့ရှိတယ်ကွင်းလယ်ကအဲ့နည်းကောင်းစားတယ်ပေါ့နော်ကွင်းလေက PSG ကွင်းလေကစားရတဲ့ rose ကခတ်တယ်ဂျူရတောင်ကကြီးတယ်ပေါ့နော်အဲ့တော့ Vitinha အသာမပါရင်ကျွန်တော်တို့က PSG တောင်ပျောက်သွားနိုင်တယ် PSG ကျွန်တော်တို့မြင်တွေ့နေကြ PSG ပျောက်သွားနိုင်တယ်ပေါ့နော် Vitinha ကျော် Neves ကမပါဘူးဆိုတဲ့အနေအထားမျိုးမှာပေါ့အဲ့တော့ Vitinha ပြန်ပါလာဖို့တော့တော်တော်လေးအရေးကြီးတယ်ကျွန်တော်တို့လည်း Vitinha နဲ့ Pedri ရဲ့ကွင်းလေအားပြိုင်မှု အဲ့ဒီအားကောင်းပေါင်းတန်ရှိမှုကိုကျွန်တော်လည်းကြည့်ကြည့်တယ်ပေါ့နော်အဲ့တော့တရားပြဿနာအခြေအနေလေးတွေကိုတော့အဲ့လိုမျိုးသိရှိထားရပါတယ်ကိုဟုတ်ပါတယ်ဖီတညာမပါဘူးဆိုရင်ဒါ PSG ကွင်းလည်းကဒီပုံစံလုံးဝပြောင်းသွားပါမယ်ပေါ့နော်လီကန်ရင်ပါလိမ့်မယ်နောက်တော့မာယူလူပါမယ်ဒီလူငယ်ကစားမနှစ်ယောက်ကကစားအားရှိတယ်အေးသွေးကောင်းတယ်ဆိုပေမဲ့ ျွန်တော်ဒီကွန်းလဲတစ်ခုလုံးထင်းချောင်းနိုင်ဖို့ပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးကျွန်တော်တို့ဒါ BSG အထူးမြတ်တာ2025ခုနှစ်ကိုဝင်လာခဲ့ပြီးနောက်ပိုင်းချန်ပီယံလိမှာ BSG အကောင်းဆုံးပုံစံရခဲ့တာဒီကွန်းလဲစုဖွဲ့နဲ့ပေါ့နော်ဒီကွန်းလဲစုဖွဲ့ကဒါအဓိကကစားမတော့တိုင်ကစားသမားတွေမပါဘူးဆိုရင်တော့တည်ကြပါရယ် PSG ကလောအနုံတော့ကောင်းဝင်ကောင်းလိမ့်မယ်ဒါပေမဲ့ဒီ dominate လုပ်နိုင်စွမ်းမှာတော့အများကြီးဒါရော့ချသွားမယ်လို့တော့ဒါခံမှန်းလို့ရမယ်ထင်ပါတယ်နောက်တစ်ချက်ကကြတော့ဒီခန်းစစ်ပိုင်းပေါ့ဒီခန်းစစ်ပိုင်းမှာတော့ဒါ ဘယ်လိုပြောမလဲစာပါညီနဲ့ဒါပီရပီရတီနော်ဒီသူတို့နဲ့တုံးမယ်ဆိုတော့ဒီခန်းစစ်ပိုင်းကလည်းနေနေလေးတော့ဒါအပြောင်းလဲနဲ့တူပေါ့နော်ဒါစိုးရင်စရာတချို့တော့ရှိမယ်ထင်ပါတယ်တစ်ဆက်တည်းမှာပဲဒါစီတူကပဲဒီဘာစီလိုနာရဲ့အခြေအနေလေးလည်းဆက်ပြီးသုံးသပ်ပြပါဦးဒီဘာစီလိုနာမှာလည်းဒါပြဿနာတချို့ရှိတယ်ရာဖင်ညာမပါနိုင်ဘူးဒါပြောမှာဂူဒမားနေရာမှာဂါစီယာမပါနိုင်ဘူးပေါ့လေဒီအခြေအနေလေးလည်းစီတူဆက်ပြီးတော့မှသုံးသပ်ပြပါဦးဟုတ်ကဲ့ဘာစီလိုနာရဲ့တန်ရာအခြေအနေကတော့တော်တော်လေး um ဆိုရင်ဆရာမကောင်းလို့ပြောလို့ရတယ်ပေါ့နော် Rafinha မပါဘူးမဲ့သူတို့မှာ Rashford လောလောဆယ်ရှိနေပေါ့နော် ပြီးတော့ပြီးခဲ့တဲ့နောက်ဆုံး Sociedad နဲ့ပွဲမှာလည်းဒီ Olmo တို့ကိုအနားပေးခဲ့တယ် Lamine Yamal ကလည်းတန်ရာပြဿနာကနေပြန်သက်သာလာပြီးတော့ဒီနောက်ပွဲချိန်ဒီမှာဝင်ပြီးတော့ကစားသွားတယ်ကိုဖန်နေမှုလည်းပြုတ်လို့သွားတယ်ပေါ့နော်အဲ့တော့ PSG နဲ့ပွဲအတွက်အသင့်ဖြစ်နေပြီပြီးတော့ Barcelona ကိုယ်တိုင်ကလည်း PSG နဲ့ပွဲအတွက်ကိုတော့ရည်ရွယ်ပြီးတော့တည်တည်ချာချာအားစိုက်ထားတယ်လို့ပြောလို့ရတယ်ဒီပြီးခဲ့တဲ့ပွဲမှာဆိုရင် ပိုက်စစ်3ယောက်ပေါ့နော်3ယောက်ဒီလီဗန်ဒေါစကီပါတယ်သူနောက်က3ယောက်ပေါ့အဲ့တော့အဲ့3ယောက်မှာသူတို့3နေကြကစားသမားတယောက်မှမပါဘူးလာမင်ရှင်မမပါဘူးအော်မိုမပါဘူးဖက်အဲဒီရာဖင်ညာမပါဘူးပေါ့နော်အဲ့အနေထားမှာရက်ရှ်ဖို့3နေပြီးတော့လူငယ်ကစားသမားတွေနေပြီးတော့သုံးခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားကိုကြည်ကျင်အားဖြင့် PSG နဲ့ပေါ်တိတိတသာအားခဲနေရဆိုတော့ကိုမြင်တွေ့နိုင်တယ်အဲ rushford ကိုတော့မိနစ်80ကျော်မှာသူတို့အနားပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီအခြေအနေကိုကြည့်မယ်ဆိုရင် almost fresh ဖြစ်နေလိမ့်မယ်။ Lamine လည်းတကြပေါက်ပါလာလိမ့်မယ်။ Rashford လည်းရှိနေတာဖြစ်တဲ့အတွက် Barcelona ကိုတော့ကျွန်တော်တို့အင်ပြည့်အားပြည့်အဖြစ်သတ်မှတ်နိုင်တယ်ပေါ့နော်။ခန်းစစ်ကရောဒီပုံမှန်အနေထားမှာရှိရယ်။ကိုသမားကတော့ဒါဆယ်စနီဖမ်းမှာဖြစ်တဲ့အတွက်အရန်ကြီးกว่าခြားချက်မရှိဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါကြောင့်မလို့ Barcelona ကိုတော့အရာပြည့်ရှိနေတယ်လို့သတ်မှတ်ချင်ပါတယ်ကို။အဲအဲ့တော့ဘာစီလိုနာကတော့ပုံမှန်မြင်နေကြဘာစီလိုနာပဲဆက်မြင်ရနိုင်တဲ့အလားလာပေါ့လေအတူကအတူကတော့ဒါကွင်းလက်မှာလည်း ဒီဘယ်လိုပြောမလဲအဓိကမောင်းနေအား၂ယောက်ပေါ့နော်ဒါမောင်းနေအား၂ယောက်ဘက်ထရီရဲ့နောက်ထပ်ဒီဒီရောင်းတို့ကစားတို့ကစားတို့ကစားတို့လည်းပါမယ်ဆိုတော့ဒီကွင်းလင်အားကတော့ပုံမှန်တိုင်းရှိမယ်တိုက်စစ်မှာလည်းဒါရာဗင်ညာမပါနိုင်တာအလွယ်ကြီးဂျန်နယ်ပိုင်းကကြတော့တော်တော်ကြီးကိုအားကောင်းနေတယ်အထူးမြတ်တာရမားကချိန်သားကိုက်ပြပါလာတခုဟာ PSG နဲ့ပွဲအတွက်တော့ဒါဟန်စီဖလစ်တက်တော်တော်လေးကိုလောဝကန်ရအဆင်ပြေသွားမယ်လို့ထင်ပါတယ်ဆက်လက်ပြောမှတော့ကိုဆူရီဒါဘာစီလိုနာက ဒီရာဒီမှာကောပြီးခဲ့တဲ့ရာဒီတွေကပါဒါတိုက်စစ်နဲ့ပတ်သက်လာရင်တော်တော်ကြီးကိုအားကောင်းတဲ့အချက်လက်တွေကျွန်တော်တို့ဒါအများကြီးတွေ့ရတယ်ဟုတ်ကဲ့ဒီသူ့ရဲ့ဂိုးသွင်းအားတွေပေါ့လေတစ်ချိန်တည်းမှာပဲဒီခန်းစစ်ကလည်းဂူလီပြန်ပြီးပြီးနေရတဲ့အချိန်လေးပေါ့ဗောနော်ဒီတိုက်စစ်ကောင်းတော့ခန်းစစ်ပြန်ခန်းစစ်ကဂူလီပြန်ပြီးနေရတဲ့ခုဟာစိုးရင်ရနိုင်တဲ့အချိန်လေးရှိလားဒါမှမဟုတ်ဘာစီလိုနာရဲ့တိုက်စစ်ကပဲပွဲအဖြေတစ်ခုလုံးကိုကောင်းကောင်းအပြောင်းလဲလုပ်နိုင်စွမ်းရှိတယ်လို့ဒါစိုးရိမ်ယုံကြည်လားမသိဘူးဗျပြီးခဲ့နှစ်ကဒီချန်ပီယံလိမှာတို့တို့ဒါအောင်မြင်ဖို့တော်တော်လေးနှိစက်ခဲ့ပြီးမှ စီမီဖိုင်နယ်မှာဒီပြုတ်သွားတဲ့အချိန်မှာသူတို့ရဲ့ခန့်စစ်ကြောင်းအားနဲ့ချက်တီးရလည်းအများကြီးပါဝင်ပတ်သက်ခဲ့ရပါတော့တိုက်စစ်ကတော့အခုပြောသလိုပဲဥရောပရဲ့အကောင်းဆုံးတိုက်စစ်တီးတွေကတသိမ်းပဲလက်ရှိဒီနှစ်လည်းဒီစုဖွဲ့ကိုထပ်ပြီးတော့ Rushford နဲ့ထပ်ပြီးမွမ်းမံထားရဆိုတော့အကောင်းဆုံးပုံစံမှာရှိတယ်ဒီနေ့မှာသူတို့ရဲ့အဓိကတိုက်စစ်တွေက Rafinha တယောက်ကလွဲလို့ကျန်တဲ့ Omo တို့ Yama တို့ Lewandowski တို့ Faran သုံးမယ်ဆိုလည်းသုံးလို့ရဆိုတော့အကုန်လုံးအင်အားပြည့်ဆိုတော့တိုက်စစ်ကတော့ပိတ်ပြောစရာမရှိဘူးကွန်းလဲမှာလည်းလက်ရှိလူစင်းရဆိုရင်ကာဆာရိုနဲ့ပဲပွဲထွက်ပွဲထွက် တနော်ဒါဒီအောင်နဲ့ပဲပွက်ထွက်ပွက်ထွက်ကွင်းလေကတော့ဘက်ထရီနဲ့တွဲလိုက်မှဆိုဒီကွင်းလေကတေချာပေါက်ပြန်ဘက်ကိုကောင်းကောင်း control လုပ်နိုင်တဲ့အနေအထားမှာရှိတယ်ခန်းစစ်ကတော့အခုပြောသလိုပဲသူတို့ရဲ့အဆင်လာဘူးကခန်းစစ်ပိုင်းအားနည်းချက်တချို့ရှိတယ်ဒီဘက်မှာနည်းနည်းပို့ပြီးကျွန်တော်စိုးရိမ်မိတာကယိုဟန်ဂါစီယာမပါဘဲနဲ့ရှက်စနီပွက်ထွက်လာမှာနော်မနစ်ကလည်းရှက်စနီကတရာစီလုံးကစားခဲ့တာပဲအသင်းအတွက်အကောင်းဆုံးလက်ဆွမ်းရခဲ့တာမှမအသက်ရွယ်ပိုင်းရကြတော့သူရဲ့အကောင်းဆုံး FIFA ကိုကြော်နေပြီဆိုတော့နည်းနည်းလေးအဲ့ဒီပိုင်းကိုစိုးရိမ်နေခန်းစစ်ကတော့ပုံမှန်သူကိုသူတို့သွားတဲ့ပုံစံကိုက တောင်ပန်တွေကလည်းတိုက်စစ်ကိုလိုက်တယ်ဂျရက်မာတင်ဆိုလည်းအရန်တိုက်စစ်လိုက်တာကောင်းတယ် cross တွေလည်းကောင်းတယ်ခွန်ဒေးကတော့ဂျရက်မာတင်လောက်အဲ့လောက်တိုက်စစ်လိုက်တာမဟုတ်ပေမဲ့ခန်စစ်ရဲ့ဘဟုသူတို့တွားနေတဲ့ပုံစံကအရူဟိုရဲ့လက်ရှိတာသူတို့ကိုဘာစီရဲ့အထူးကနေနေပွဲထွက်လာပြီဆိုတော့အနေနဲ့အများတော့သူတို့ရဲ့ခန်စစ်ကြောင်အားနည်းချက်လေးရှိရဲနောက်ဆုံးကစားတဲ့ဆိုစီတက်နဲ့ပွဲမှာလည်းသူတို့ပြိုင်ဘက်ရဲ့ဥဆောင်ကိုစပြီးတော့ပေးလိုက်ရတယ်ဒါညူကာဆယ်နဲ့ချန်ပီယံလိပွဲမှာလည်း2-1နဲ့နိုင်ခဲ့တယ်ဆိုပေမဲ့ ပြန်ပတ်ဖို့အခွင့်အရေးတွေပေးခဲ့တာခက်စစ်ကြောင့်အခုပြောသလိုပဲလိုအပ်ချက်လေးတော့ရှိနေသေးတယ်ဒါပေမဲ့တို့ရဲ့ကွန်းလန်နဲ့တိုက်စစ်ကတော့တော်တော်လေးအားကောင်းတဲ့အနေထားမှာရှိရဆိုလူဒဏ်ရာပြဿနာတွေပိုများနေတဲ့ PSG တက်ဆိုင်ရတော့ဘာစီလိုနာရဲ့လက်ရှိတိုက်စစ်နဲ့ကွန်းလန်ကပိုပြီးတော့ဟိုအားကောင်းတဲ့အနေထားမှာတော့ရှိရလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ကဒီ OV0 နဲ့ပွဲမှာလည်းတွားပြီးအဖွင့်ကိုပေးလိုက်ရအောင်နော်ဒါလေးလည်းတွားပြီးမှစိုးရင်ရှိတယ်ကမ်ဘက်တင်နေတော့ ြန်လာနိုင်တယ်ဆိုစီတက်နဲ့ပွဲမှာလည်းဒီတိုင်းပဲသူတို့ဂိုးလေးပေးနေရတကူပေါ့နော် BSG ကကြတော့တခုခံတာ BSG ရဲ့တိုက်စစ်မှာကစီတူလည်းပြောတယ်ကိုစီလည်းပြောတယ်ထမလည်းပါပါတယ်တိုက်စစ်ဘက်မှာလူမစုံတဲ့အခြေအနေပေါ့နော်ဒီအခြေအနေလေးကတော့ဘာစီလိုနာခံစစ်အတွက်နည်းနည်းလေးဘယ်လိုပြောမလဲဒီအခွင့်အရေးတခုတော့ဖြစ်ကောင်းဖြစ်မှာပေါ့လေတခုဒါစိတ်ဝင်စားစရာတခုဟာဒါ Louis Henry Gay ပေါ့လေဘာစီလိုနာနဲ့တူတာ2015ခုနှစ်ကဖလား၃လုံးယူခဲ့တဲ့ဒါနီးပြ ကစားသမားဟောင်းတယောက်လည်းဖြစ်တယ်ဒါသူ့အနေနဲ့ဘာစီလိုနာတိုင်းဝိုင်းတွေကကောင်းကောင်းရင်းနှီးပြီးသားဖြစ်တဲ့အခြေအနေတခုမှာလက်ရှိ Hansi Flick ရဲ့ဒီ highlight defense ပေါ့နော်ဒီ highlight defense ကိုအခွင့်ကောင်းယူဖို့ဆိုရင်ဒါ Louis Enrique အနေနဲ့ပြည့်ချီတင်ကိုဘလို့ပြင်ဆင်လာမယ်လို့စီတူမြင်မိလည်းမသိဘူးကြီးဟုတ်ကဲ့ဗျ PSG ရောဘာစီလိုနာရောက position base ကိုကစားကြတယ်ဒါပေမဲ့တစ်ချိန်တည်းမှာလုံးဝ flat ပုံစံကြီးပဲ position base ကိုထိန်းထားတဲ့အသင်းတွေမဟုတ်တော့ဘူးပေါ့နော် ဒီ energy king ကိုယ်တိုင်ကလည်းအရှင်သေးဟိုဟာ vertical play ကိုအများကြီးတွားတယ်နိပြဘာစီလိုနာအရေးငွေတွေနဲ့ဒီ tiki taka ပုံစံ position high ပုံစံကစားတယ်ဒါပေမဲ့ quadrilla ထက်ဆိုင် horizontal ထက် vertical အများကြီးအများကြီးတွားတယ်နိပြဖြစ်တယ် hansi flick ကလည်းအဲ့လိုပုံစံမျိုးပဲအဲ့တော့ဒီ vertical သွားခြင်းဆိုတာက direct attack တွေကိုအမြန်ဆုံးသွားနိုင်တဲ့ဥဒေသတွေသူတို့မှာပိုင်ဆိုင်ထားတယ်အဲ့တော့အဲ့ဒီပိုင်ဆိုင်ထားခြင်းက ်ပီအက်ဂျီဘက်ကကြည့်မယ်ဆိုရင်ဘာစီလိုနာရဲ့ highlight defense ကိုဖိုးဖောက်ဖို့အတွက်အကောင်းဆုံးလက်နက်တွေဖြစ်နေတယ်ပေါ့နော်အဲ့တော့ cross clear မပါဘူးဆိုရင်တောင်မှ dumbbell မပါဘူး desire do တွေမပါဘူးဆိုရင်တောင်မှသူတို့မှာ bradley parkola ရှိသေးတယ်ပြီးတော့ဒီ gonzalo ramos ရှိသေးတယ်ပေါ့အထူးသဖြင့် bradley parkola ပေါ့လေ bradley parkola ကဒီလိုမျိုး line breaking ပြည့်တဲ့နေရာတွေထိုးဖောက်တဲ့နေရာတွေမှာထူးချွန်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့အဲ့ဒီအချက်ကိုတော့ကျွန်တော်တို့မေ့လို့မရဘူးလို့ထင်တယ်ပြီးတော့ barcelona အတွက် ပြဿနာတစ်ခုပေါ့နော်ကျွန်တော်ဒီလာလီကာပွဲတွေကိုပြန်ပြီးတော့လေးလာကြည့်တဲ့အခါမှာသူတပြင်းတော့ Rio Vallecano နဲ့သူတို့တရေကြခဲ့တဲ့ပွဲပေါ့နော်အဲ့ပွဲမှာဒီ offside trap ကတော်တော်လေးဒုက္ခရောက်ခဲ့တယ်ဘာစီလိုနာနဲ့ပတ်သက်လာရင်ဒီ offside trap အရန် very high ဖြစ်တဲ့ defensive line ဒီဟာတွေကသူတို့ရဲ့ဒီအားနည်းချက်ပေါ့နော်အားသာချက်တွေအများကြီးရှိတယ်အဲ့လိုမျိုးလွန်ကဲတဲ့အားသာချက်တွေကိုရရှိအောင်ပြုလုပ်ထားတဲ့အတွက်တဘာဝအလျောက်ဖြစ်တည်နေတဲ့အားနည်းချက်လေးတွေလည်းရှိတယ်အဲ့အားနည်းချက်တွေကို သုံးချအောင်ကြိုးစားရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအသုံးချအောင်ကြိုးအသုံးချရတဲ့နေရာမှာကြိုးစားရတဲ့နေရာမှာအောင်မြင်တဲ့အသင်းတွေကဘာလုပ်သွားဘာဘာထပ်လုပ်သွားနိုင်လဲဆိုတော့ဘာစီလိုနာရဲ့ပုံမှန်ရစ်သန်ပုံမှန်တမ်ပိုအဲ့ဒီအရာတွေကိုပါဖျက်ပြစ်နိုင်လေးရှိတာကိုသွားပြီးတော့တွေ့ရတယ်အမနေ့ကဆိုစီတဲ့သင်တဲ့ပွဲမှာတော့အရန်ကြီးပြဿနာမရှိခဲ့ဘူးဥဆောင်ကိုပေးခဲ့ရတယ်ဒါပေမဲ့ရီယိုဗယာကောင်တို့နဲ့ပွဲစဉ်မှာကရှုံးမှရှုံးသွားနိုင်တယ်ဘာစီလိုနာရဲ့ high line defense ကိုဖလာကာနိုကတစ်ချိန်လုံးဒီ direct attack တွေ long ball တွေ counter attack တွေနဲ့ ိုးနှက်နေတယ်အဲ့လိုထိုးနှက်နေတဲ့အတွက်ဘာစီလိုနာရဲ့ return လုံးဝပြတ်သွားတာကိုတွေ့ရတယ်ပက်ဒရီတို့လည်းဒီဒုက္ခရောက်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုလုံနိုင်ဖို့လိုတယ်အဲ့လိုလုံနိုင်ခြင်းကဘာစီလိုနာကိုဟိုသူတို့ရဲ့ခံစစ်ကို exploit လုပ်ခြင်းဖြစ်တယ်လို့ဘာစီလိုနာရဲ့တိုက်စစ်ကိုသူတို့စိတ်တိုင်းကြအေးအေးဆေးဆေးနဲ့အသက်သွင်းလို့မရအောင်တိုက်ဖြတ်ခြင်းလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အရာကိုလုံနိုင်ဖို့လိုတယ်လုံလဲလုံလာရမယ်လို့ယူဆတယ်လုံနိုင်ခြင်းမလုံနိုင်ခြင်းကတော့ဒါနောက်ထပ်ကဏ္ဍတစ်ခုဖြစ်သွားပြီပေါ့နော်ကျွန်တော်ဒီဘွဲမှာ အရေးကြီးတဲ့ key point အနေနဲ့စောင့်ကြည့်ရမယ့်အချက်ကအဲ့ဒီအချက်လို့မြင်တယ် PSG အသင်းအနေနဲ့အဲ့ဒီဒီဘာစီလိုနာရဲ့ highlight ကို exploit လုပ်ဖို့ဘယ်လိုစူးစမ်းလာမလဲပေါ့နော်ကျွန်တော်ထင်တာကတော့ Pisic မှာ Barcola ပြီးတော့ Hakimi ပြီးတော့ Kvaratskhelia အဲ့လိုပုံစံမျိုးသုံးလာနိုင်တယ်လို့ကျွန်တော်ယူဆမိတယ်ပေါ့နော် Marcel နဲ့ပွဲတော့လို့အဲ့တော့ Marcel အသင်းကတော့ PSG ကိုဒါစီသွားတယ် five back အထိတော်ပြီးဒါစီသွားတယ် Roberto Deserbi လုံးနေကြပုံစံမဟုတ်ဘူး Deserbi အနေနဲ့ Thomas Frank ပုံစံမျိုးအထိသွားပြီးတော့ပီအက်ဂျီကိုခိုင်းတွဲခဲ့တယ်အတိုင်းလဲယူခဲ့တယ်ဘာစီလိုနာကတော့အဲ့လိုလုံးမှာမဟုတ်ဘူးဘာစီလိုနာကတို့ကစားနေကြတိုင်းပဲကစားမှာပေါ့အဲ့တော့ဒါကြောင့်လည်းဒီပွဲကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာပေါ့လေအဲ့တော့ပီအက်ဂျီအနေနဲ့ဒီဘာလုံးမလဲဆိုတော့အဲ့လိုမျိုး direct attack တွေကိုသူတို့ပို့ပြီးတော့စူးစမ်းလာလိမ့်မယ်လို့ယူဆတယ်။ကြံတဲ့အပိုင်းတွေကတော့ပုံမှန် PSG ကစားနေကြအတိုင်းပဲမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ကို။ဟုတ်ကဲ့ပါဒါစီတူရဲ့ဒါတုံးသက်ချင်လေးပို့။အစိုးရလည်းဒီ Barcelona ရဲ့ ဒီတက်စစ်ပြစ်စင်မှုပိုင်းပေါ့နော်တက်စစ်ပြစ်စင်မှုပိုင်း PSG မှာလည်းခန်းစစ်အားနည်းချက်တွေကတော့ဒါရှိကောင်းရှိမှာပါပဲဒါ PSG ကိုယ်တိုင်ကလည်းဘယ်လိုပြောမလဲခန်းစစ်နဲ့ပတ်သက်လာရင်အရင်ကြီးအားပြုတဲ့အသေးမဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီဘာစီလိုနာကရော PSG ရဲ့ခန်းစစ်ကိုကြော်ဖြတ်ဖို့အတွက်ဘလို့ခင်းချင်းမျိုးတွေနဲ့ခင်းကျက်လာနိုင်လဲဆိုတာလေးပြောပြပါဦးဗျဘာစီလိုနာကတော့ကျွန်တော်ဒီပွဲမှာရာဖင်ညာမပါတာလွယ်လို့ကျွန်တော်တို့မြင်နေကြပုံစံတိုင်းပဲဒါ4231ပဲเนาะဒီတိုက်ဆက်မှာကျွန်တော် ဓိကစားလမအစုံလင်းနင်းနီးပါပဲ reference မပါတာလွင်အဲ့တော့တိုက်စစ်ကိုဖွင့်လာပါပဲတစ်ဖက်မှာကျွန်တော်တို့က market ညိုးလဲပါဖို့မတိကြဘူးလို့သတင်းတွေရထားတယ်ကွင်းလဲကလည်းအဓိကစားလမတော်တော်များများဒဏ်ရာပြဿနာတွေရှိတယ်တိုက်စစ်ကလည်းနေရာဆုံးမှာပေါ့နော် PSG ကဒဏ်ရာပြဿနာတွေရှိနေတယ်ဆိုဘာစီလိုနာရဲ့တိုက်စစ်ကိုသူတို့ဒါအဝေးကွင်းမှာထိမ်းဖို့တော်တော်လေးရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တကယ်ဘာစီလိုနာကချိတ်ဆက်မိသွားပြီဆိုရင် PSG အတွက်တကယ်ရုန်းကန်နိုင်တယ်ဒါပေမဲ့ PSG ကိုယ်တိုင်ကလည်းအကောင်းဆုံးပုံစံပြီးရဲ့နှစ်တင်မှာပြထားတယ်တကယ်လူမစုံသိတိုင်အောင် တို့မှာ Louis Enrique လို့ကောင်းကောင်းပွဲကိုဟိုစိန်စီမံနိုင်တဲ့နီးပြမျိုးရှိရဲဆိုဘာစီလိုနာအကြောင်းလည်းအတွင်းသည့်အစင်းသည့်နီးပြဆိုတော့သူတခုခုသူလည်းကျွန်တော်တို့မမျှော်လင့်ထားတဲ့ခင်းချင်းမျိုးကို PSG ကခင်းချင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့ Okay ပါအဲ့တော့ကျွန်တော်ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှဒီဖြစ်လာနိုင်တဲ့အဆုံးဖြတ်ဘက်တယ်လေးပေါ့လေအဆုံးဖြတ်ဘက်တယ်လေးနဲ့ပတ်သက်ပြီးတော့မှစီတူတစ်ချက်လောက်သုံးသပ်ပေးပါဦးပြီးခဲ့တဲ့နောက်နောက်ဆုံးတွေ့ဆုံးခဲ့တော့ကတော့ဒါဘာကူလာပေါ့လေခန့်တော်ဒါစီတူပြောရတဲ့ထက်မှလည်းဘာကူလာကတော့အများကြီး different ဖြစ်သွားစီရယ်ပေါ့နော်ဒါဘာကူလာမွေနောက်မှုကြောင့်ဒါဘာစီလိုနာခံစစ် ဒါရေးရိုင်တယ်နောက်ဆုံးဒါအရူကိုအနီးကပြတ်ခံရတော့သူ့ကိုဆွဲလိုက်လို့လားဗာလဲမလို့တေချာတော့ကျွန်တော်မှတ်မိတော့ဒါပေမဲ့ဘာကူလာအဲ့ပွဲမှာတော့တော်တော်ကြီးကိုဒါချေဆွမ်းပြခဲ့အဲ့ပွဲမှာဘာစီလိုနာကို4-1ဂိုးနဲ့ဒါနိုင်ခဲ့တာပေါ့လေဒီတော့ဘယ်ပိုင်းလေကဒါပွဲဖြစ်အဆုံးဖြတ်ပြီးွားနိုင်လဲဆိုတာစီသူအဆုံးပိတ်အနေနဲ့တုံ့သက်ပြပါဦးကြီးဟုတ်ကဲ့ကိုတန်ရာပြဿနာတွေကတော့ PSG ကိုသူတို့ကောင်းနေကြလောက်မကောင်းအောင်လို့ဆွဲထားတယ်ပေါ့နော်ဆွဲထားတာဖြစ်တဲ့အတွက်နည်းနည်းလေးအာရော့နေတာပေါ့ဘာစီလိုနာလက်ဆိုင်တော့အာရော့နေတာပေါ့ဒါပေမဲ့ ကစားပွဲပိုင်းဆိုင်ရာကစားပုံပိုင်းဆိုင်ရာမှာတော့အပြီးရောဒီအကောင်မှုကတော့ရှိနေသေးပဲအဲ့တော့ခုနတိုက်စင်တဲ့ပတ်သက်လို့ PSG ရဲ့တိုက်စင်တဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးခဲ့တယ်ပေါ့နော်အဲ့တော့ PSG ရဲ့ခံစစ်တဲ့ပတ်သက်လာရင် PSG ကခံစစ်ကစားတာအရင်မညံ့တဲ့အသင်းထဲမှာတော့ပါတယ်ပေါ့နော်ပြီးတော့ဒီစိတ်ဝင်စားဖို့ကောင်းတာက Lamin Sharma နဲ့ Nuno Mendes ရဲ့ battle ပေါ့လေအဲ့တော့ပြီးခဲ့တဲ့ Nation League final မှာတော့ Nuno Mendes ဟာ Lamin Sharma ကိုလုံးဝထိန်းချုပ်ပြသွားခဲ့တယ်ပေါ့နော်အဲ့တော့ Lamin Sharma တာ အဲ့လိုထိန်းချုပ်ခံရမယ်ဆိုရင်ဘာစီလိုနာအတွက်တောင်းပန်တစ်ဖက်ကျိုးတဲ့သဘောမျိုးတက်ရောက်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်ကဒီပွဲမှာစိတ်ဝင်တစားစောင့်ကြည့်ရမယ်အချက်ပေါ့နော်အဲ့တော့အဲ့လောက်ကြီးထိန်းချုပ်ခံရဘူးတော့အလွယ်ဘူးအဲ့ဒီပြင်းတဲ့နဲ့ဒီ sorry ဒီ Spain နဲ့ Portugal နဲ့ပွဲပေါ့နော်အဲ့လောက်ကြီးထိန်းချုပ်ခံရဘူးတော့မလွယ်ဘူးဟုတ်ကဲ့အဲ့လောက်ကြီးထိန်းချုပ်ခံရဘူးတော့မလွယ်ပေမဲ့အဲတေချာလာကနူနိုမန်ဒက်စ်ဟာဂျမားအတွက်ရင်ဆိုင်ရခတ်တဲ့ပြိုင်ဘက်ဆိုတော့တေချာတယ်အဲ့တော့ ပြည့်ချီမှာအဲ့ဒီတစ်ချက်ရှိတယ်ပြီးတော့ကျွန်တော်တို့ခန်းစစ်အတွင်းကိုကြည့်မယ်ဆိုရင်အခု Marquinhos ဒဏ်ရာပတ်သနာကြောင့်လွဲပုံများရတယ်ဗောနော်အဲ့ဒီအခြေအနေမှာစပါညီနဲ့ပါချိုနဲ့ပေါ်ထွက်လာနိုင်တယ်ဘရယ်ဒိုကတော့သူ့ရဲ့ခန်းစစ်စွမ်းဆောင်ရည်အကန့်အသတ်ရှိရဗောနော်အဲ့တော့မပါလောက်လို့ကျွန်တော်ထင်တယ်ပါချိုနဲ့ပါချိုဗောနော်စပါညီရောစပါညီရောပေါ်ထွက်လာမယ်ဗောနော်အဲ့တော့အဲ့ခန်းစစ်ကလည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်မဆိုးလာဘူးဗောနော်ပြီးတော့ပြည့်ချီကွင်းလေရဲ့လောကနှုံးလည်းမဆိုးလာဘူးအဲ့တော့အမ် တန်ရာပြဿနာလေးရှိနေရတော့မှန်တယ် PSG မှာဒီဘာစီလိုနာကိုတားဆီးဖို့အတွက် လက်နက်လေးတွေရှိနေတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဘာစီလိုနာဘက်ကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီပွဲကသူတို့ကွင်းလေဘလောက်ကောင်းလဲဆိုတော့ပြသမယ်ပွဲပေါ့နော်အဲ့တော့ Newcastle နဲ့ပွဲတော့ကယူကာဆယ်ကလောက်ဒီ defensive အမြင်နဲ့ဒီကွင်းလေခံစစ်ကစားတာကောင်းတဲ့အသင်းဆိုတာများများဆက်ဆာမရှိဘူးအဲ့ဒီကွင်းလေကိုတော့အဲ့ဒီလို pressing ကိုတော့ဘာစီလိုနာအသင်းကရိုက်ချိုးနိုင်ခဲ့တာကိုတွေ့ရတယ်အထူးသဖြင့် Patri ပေါ့နော်အဲ့တော့ Patri ရဲ့ နေရာယူပုံပြီးတော့သူ့ရဲ့ forward passes တွေပြီးတော့ PSG က high pressing လုပ်တာအင်မတန်အားတန်တဲ့အသင်းပေါ့အဲ့လိုနီးတူပဲ Newcastle ကလည်းအင်မတန်အားတန်တဲ့အသင်းအဲ့တော့အဲ့လိုမျိုး pressing trap တွေ high pressing တွေနဲ့အကောင်းဆုံးဖိအားပေးခဲ့တယ်ဒါပေမဲ့ပေးခဲ့သည့်တိုင်အောင် high turnover ဆိုတဲ့အခြေအနေရသွားတာနည်းတယ်ဘာဖြစ်လို့လဲဆိုတော့ Barcelona ဟာဘောလုံးကင်တာ ball retention အရင်ကောင်းတယ်ဒီ pressure resistant အရင်ကောင်းတယ်ပေါ့နော်ပြီးတော့သူတို့ရဲ့ double pivot မှာ Pedri နဲ့အဲဒီ Frankie De Jong က အရှင်ကစားတာပေါ့နော်ပြီးတော့ Frankie De Jong ရဲ့တော်တော်လေးညံကောင်းတဲ့လှုပ်ရှားမှုတွေပေါ့နော်အဲ့တော့ Pedri ကတော့အများကြီးကျော်ဖြတ်နိုင်ခဲ့တာမှန်တယ်ဒါပေမဲ့ Frankie De Jong ဟာအဲ့ present တွေလွတ်နိုင်မဲ့နေရာလို့သူနေရာလိုက်ယူပေးတယ်ယူပေးပြီးတော့ဘောလုံးပေးပြီးတော့ open ပြန်ဖွင့်ဘောလုံးကိုရှေ့ရအောင်ပြန်ပို့ဆိုတဲ့အရာမျိုးလို့သူတို့လုပ်ခဲ့တယ်အဲ့တော့ PSG ကဒီပွဲမှာ high pressing ကိုဆက်ပြီးတော့သုံးနေမှာပဲဒါဟာသူတို့ရဲ့ကြီးမားတဲ့ဝိသေသလက္ခဏာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကိုဘာစီလိုနာကျော်ဖြတ်မဲ့အလက်နက်တွေပေါ့နော် Pedri တို့ Frankie Dion လို့သူမျိုး Cancer လို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီလိုအခြေအနေကလည်းဒီပွဲရဲ့တရားပေါက်စောင်းကြည့်ခြင်းစရာကောင်းတဲ့အချက်ဖြစ်တယ်ကျွန်တော်မြင်သားတော့ဘာစီလိုနာကြော်ဖြတ်ပြီးတော့အပါစီရနိုင်တဲ့အချက်ဖြစ်မြင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအနေအထားကနေတဆင့်တိုက်စစ်ကိုသူတို့ဘယ်လိုအသက်သွင်းမလဲပေါ့လေအဲ့တော့တိုက်စစ်ကိုအသက်သွင်းမဲ့နေရာမှာတော့ PSG ရဲ့ခံစစ်နဲ့အဲဒီခုနလာမင်းရှမလူနိုမန်ဒက်စတိုရဲ့ဘတ်တယ်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာပြီပေါ့နော်အဲ့ဒီအလေတဲမှာတော့ Olmo Rush Flow ကိုမွေနောက်ဖို့တော့ရှိပေမဲ့အဲ့ဒီပြဿနာတက်ဆိုင်ရမားရဲ့ နေပေးနိုင်ဆိုရင်ညီမရဲ့အခန့်ကဏ္ဍကပိုစိတ်ဝင်စားဖို့ကောင်းမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟာဒီပွဲနဲ့ပတ်သက်လာရင်ဒီအချက်တွေကိုတော့တရားပေါက်ဆောင်ကြည့်သွားမယ်အချက်တွေအဖြစ်မြင်မိတယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ဒီပွဲအဖြစ်ကိုထုတ်ပေးနိုင်တဲ့အချက်တွေအဖြစ်မြင်မိပါတယ်ကိုအဲဟုတ်ပါတယ်အကိုလည်းဒီပိုင်းကတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါเนาะပြီးခဲ့တဲ့ Nation League Final တုန်းကလည်းဒီနှစ်ယောက် Mendes နဲ့ဒီညီမတို့ရဲ့ထိတိုက်တွေ့ဆုံးတော်တော်အပြိုင်မှုတွေကတော်တော်ကြီးကိုပဲစိတ်ဝင်စားစရာကောင်းခဲ့တယ်ဟိုဒီပွဲမှာလည်းဒီ Mendes နဲ့ ဒီရမားတို့ရဲ့အပြိုင်မှုနောက်ထပ်ဘာစီလိုနာရဲ့ကွင်းလယ်ကပွဲကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲပီဒရီကတော့လက်ရှိမှာဆိုရင်ဒါကမ္ဘာကောင်းဆုံးကွင်းလယ်တွေကတယောက်လို့ဒါပြောရင်ကျွန်တော်လွန်မယ်တော့မထင်ဘူးဒီကစားသမားလေးရဲ့အမြင်ဆူရှောင်းမှုနောက်ထပ်ဒီအောင်ရဲ့ထိန်းချောင်းနိုင်မှုဒီနှစ်ယောက်ရဲ့အားကလည်းဘာစီလိုနာကိုပွဲအဖြစ်အများကြီးဆုံးဖြတ်ပေးနိုင်မယ်လို့ဒါမျှော်လင့်ပါတယ်ဒီပွဲလေးနဲ့ပတ်သက်ပြီးတော့မှကုဆူရောဗာမြတ်ဖြစ်ဆက်ပြောဖို့ရှိအောင်လို့မသိဘူးဗျဟုတ်ကဲ့ပါအမှန်တိုင်းပြောရင်တော့တကယ်ကျွန်တော်အင်ပြေအားပြေနဲ့ကြည်ရရင်ပိုပြီးအရသာရှိမှာပါနော်နှစ်ပတင်းလုံးသာတကယ်ကိုတင်ပြေချက်ပြေနဲ့လူစင်းအစုံနဲ့ဆိုပွဲက ပို့ပြီးတော့ကျွန်တော်တို့စိတ်လှုပ်ရှားဖို့ကောင်းဒီနေ့မှာတော့ကိုစီမှာဟိုဒဏ်ရာပြဿနာလေးတွေရှိတယ်သူတို့ပြင် PSG မှာဒဏ်ရာပြဿနာလေးရှိတယ်ဘာစီလိုနာကတော့ PSG လောက်မများဘူးဆိုမဲ့သူ့ရဲ့အကောင်းဆုံးတော့လည်းမဟုတ်ဘူးပေါ့နော်အဲ့တော့အရင်ပွဲတွေလောက်တော့မြန်မြန်မမြန်မြန်ဒါပေမဲ့ဒီနှစ်သင်းတွေ့တိုင်းကျွန်တော်သတိထားမိတဲ့ချက်ကကျွန်တော်ဒီစီစဉ်လေးမဆိုင်ခင်မှာပြောလို့အပြန်လန် twin goal တွေနဲ့ပွဲအမြဲတမ်းပြ entertainment ပေးနိုင်တဲ့ပွဲတွေဖြစ်တယ်ဆိုတော့တေချာပေါ့အဲ့လိုပွဲမျိုးဖြစ်လာမယ်လို့ကျွန်တော်တို့အပြည့်အဝယုံကြည်တယ်အားနည်းချက်တွေရှိနေသေးတယ်အောင်တို့ရဲ့ကိုပိုင်ဟန်တွေကတော့ပျောက်သွားမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ဒီပွဲကို မြန်မြန်ဆန်ဆန်နဲ့မြင်နေကြပုံစံအတိုင်းပဲကျွန်တော်ထပ်ပြီးတော့မြင်အောင်မယ်လို့ယုံကြည်ပါတယ်ကဟုတ်ကဲ့ပါကျွန်တော်ပဲလူရလက်လေးထွက်မယ်ဆိုတော့အိမ်ညကြမှာပဲဒါအတူတူစောင့်ကြည့်ကြပါဘောနော်အခုလိုမျိုးဒါတုံးသက်ပြီးသွားတဲ့အတွက်စီတူရောကုဆိုးယူရောဒါကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ဆော့ကဟောက်ပရိသတ်တို့ချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ